ကြပြာဆရာမလေးနဲ့ရေးစားဖြစ်ချင်တယ်။အနည်းဆုံးတော့ဆရာမလေးကခင်ဖုံးတက်ဝီလေးအကြောင်းသိလိမ့်မယ်။ဘူအောင်ကျော်လန်ကခုလေးတွေအကြောင်းသိလိမ့်မယ်။ပါရီတော်လန်ရေးအကြောင်းကျွန်တော်ပြောတာနဲ့သူက ပါရီနိုင်ငံရေးသမားတွေကိုတန်းဝေဖန်မှာမော်စီ2ရဲ့မမနဲ့ချင်းရဲ့မမဘယ်သူပိုအထက်တန်းစားဆန်လဲ။ ဆိုင်ဝင်းမြင့်နဲ့ဝင်းမြင့်ဘသူအသေးအရှင်ကွဲခဲ့လဲမောင်ဆောင်ခါကသူ့မမနဲ့နေခဲ့ရဲ့လားအဲ့လိုအချင်းမြင့်မရှိတဲ့အမေးအဖြေတွေဆီယမလေးနဲ့တိတိတတပြောချင်တာဆီယမလေးဝန်းနေတဲ့အခါအချူကဲတဲ့ကြားလုံးလေးတွေပို့မယ်ဆီယမလေးစိတ်ကောက်တဲ့အခါကြပြချူချူလေးတွေရွတ်ပြမယ်နှစ်ယောက်အဆင်ပြေတဲ့ရက်တွေ စိုးလွင်လွင်နဲ့ဖို့ချိုတခြင်းတွေနားထောင်ကြမယ်။ကျွန်တော်ကဆ iam မလေးရဲ့ခဲတံလေးပေါ့ဆ iam မလေးရဲ့အကျန်းစာရွက်လေးဆ iam မလေးပရင်ပေါက်ကလှမ်းမြင်ရမယ့်စာပို့ယုံအဟောင်းလေးဆ iam မလေးကိုရွာချမယ်ကောင်းကင်ကတိမ်ထူထူလေးတွေပေါ့ကျွန်တော်တို့အိမ်မှာဒေစီဘန်းလေးတွေရှိမယ်လီလီလို့ခေါ်တဲ့ချီဝါဝါအမလေးတစ်ကောင်လည်းရှိမယ် ။သမီးလေးမွေးရင် ချစ်မြတ်တာဝေ။ဒါလေးမွေးရင် ချစ်မြတ်တာလွင်လို့နာမည်ပေးမယ်။ဘလောက်ပြောစရာကောင်းလိုက်မလဲကွယ်။တင့်